ောမြရဇာလင်ဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AB မှာစစ်ကောင်စီလက်အောက်ခံအနေနဲ့အလုပ်တွေဆက်တိုက်လှောက်ဆောင်ပေးတာတွေရှိနေပေမဲ့ AB တပ်ဖွဲ့ဝင်တွေမှာစစ်ပနက်တွေတောင်ကောင်းကောင်းမရှိနိုင်တဲ့အခြေအနေမှာကြုံတွေ့နေကြရပါတယ်။စောမြရဇာလင်ဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AB ဟာစစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းကစစ်ကောင်စီတပ်တွေအတွက်စစ်ကူတိုက်ပေးတာ အပြစ်မရှိတဲ့အရက်သားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာစစ်မှုထမ်းအတင်းခိုင်းတာတွေစတာတွေကိုလှောက်ဆောင်ပေးနေပေမဲ့ AAP တပ်ဖွဲ့ဝင်တွေအနေနဲ့ပါတီပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း၃နှစ်ပြည့်အခမ်းအနားမှာတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ဖက်နှက်တွေကိုတောင်ဆုံဆုံလင်းလင်းစီးမထားနိုင်တာကိုတွေ့ရပါတယ်။ကောင်းဆောင်ဖြစ်တဲ့ဆော့ပြာရစာလေးမှာလည်းမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျောင်အန်လိုအဖို့အစားကောင်းကောင်းတွေကိုဝှစင်ကအခမ်းအနားကိုတက်ရောက်လာတာတွေ့ရပေမဲ့ကောင်းဆောင်တအူးအနေနဲ့တတ်မှတ်ထားတဲ့စစ်ယူနီဖောင်းကိုအပြည့်အစုံဝှစင်ကတက်မလာပဲအဖို့အစားနဲ့မလိုက်ဖက်တဲ့ဖက်နှက်ကိုစီးကတက်ရောက်လာတာကိုလည်းတွေ့ရပါတယ်။ AFP အနေနဲ့တီပါတီပြည်လဲဖွဲ့စည်းတည်ထောင်တဲ့အခမ်းအနားကိုမတ်လ9ရက်နေ့မှာကျင်းပနိုင်ဖို့အတွက်လောက်ဆောင်ခဲ့ပေမဲ့စစ်ရေးအခြေအနေကြောင့်မကျင်းပနိုင်ခဲ့ပဲမတ်လ20ရက်နေ့နဲ့21ရက်နေ့တွေမှာဒါစစ်ကောင်စီဆိုရဖွဲ့ NCAS EAO ပြည်내တာဝန်ရှိလူကြီးတွေနဲ့နိုင်ငံရေးပါတီကခေါင်းဆောင်တွေကိုဖိတ်ကြားပြီးလူ900လောက်နဲ့အခမ်းအနားကိုနှစ်နေရာခွဲပြီးကျင်းပခဲ့ရတယ်လို့ဆိုထားပါတယ်။